ပရိသတ်များအားလုံးမင်္ဂလာခင်ဗျာမနက်ဖြန်ညနေ9နာရီခွဲရှင်ကိုရောက်ရင်ညမလရွေးစဉ်မြို့သူဘောလုံးသင်းဟာအမျိုးသမီးအာရှဖလားချစ်စပွဲအောင်မြေအတွက်အဆုံးဖြတ်ပွဲစဉ်ကစားပါတော့မယ်အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုရှိလာမယ်2026ခုနှစ်ရောက်ရင်ဩစတြေးလျနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပဖြစ်ပါတယ်ခင်ဗျာအင်ရှင်ဩစတြေးလျအမျိုးသမီးသင်းဟာချစ်စပွဲအောင်ထားပြီးပြီးတော့2002ခုနှစ်အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့တရုတ်ချစ်စပွဲအောင်ထားပြီး ပြီးတော့ဒုတိယရထားတဲ့တောင်ကိုရီးယားရှစ်စုပ်ဝဲအောင်ထားပြီပြီးတော့တတိယရထားတဲ့ဂျပန်ဒါရိုက်ရှစ်စုပ်ဝဲအောင်ထားပြီခင်ဗျအခုရှစ်စုပ်ဝဲအုပ်စုတွေကိုကြည့်လိုက်တော့မြန်မာကဘင်္ဂလားဒေ့ရှ်တာကမင်နစ္စတန်ဘိုင်းနိုနဲ့တောင်စုလဲကြာနေတယ်ဒီအုပ်စုတွေမှာအုပ်စုဘိုးဖြစ်တဲ့အသင်းတစ်သင်းကပဲရှစ်စုပ်ဝဲအောင်မှာဖြစ်ပါတယ်ခင်ဗျမြန်မာလက်ပြည်စင်မျိုးစင်ဘောလုံးအသင်းပါဝင်တဲ့ဒီအုပ်စုကိုမြန်မာနိုင်ငံကအရှင်ဖြစ်လက်ခံကျင်းပတာဖြစ်ပါတယ်ဒီတော့မြန်မာလက်ပြည်စင်မျိုးသမီးဘောလုံးအသင်းဟာကိုမြေကိုကွင်းကိုပရိသတ် ဒီအင်အားနဲ့ကစားတာဖြစ်လို့ဂျန်နဲ့ပြန်ပတ်နေတော့ခေါင်းတလုံးတာတယ်တပန်းတာတဲ့အချိန်မှာရှိနေပါတယ်ဒီအုပ်စုကိုမဲခွဲလိုက်ပြီးတော့ကျွန်တော်တို့ကပထမစားတွေ့တာမြန်မာဘာရင်းနဲ့အုပ်စုပုံနေရာကိုလူရလိမ့်မယ်လို့ထင်ခဲ့တာပေါ့နော်ရှေ့စပွဲအောင်မြင်ခွင့်တဲ့အခုတော့အဖွင့်ပွဲတွေကစားပြီးတဲ့နောက်မှာတော့ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကအုပ်စုပုံနေရာအတွက်အဆုံးဖြတ်ပွဲကစားရမယ်သဘောဖြစ်လာတာကိုကျွန်တော်မြင်တွေ့ရတယ်အုပ်စုဖွင့်ပွဲတွေကမြန်မာလူ့ရေးစင်မျိုးစုံဘောလုံးတင်ကတာကမင်းစတန်မျိုးစုံဘောလုံးတင်ကိုရှေ့ကုကုမရှိနေနိုင်ခဲ့တယ်။အဲ့လိုပဲဘင်္ဂလားဒေ့ရှ်မျိုးစုံဘောလုံးတင်ကလည်း ဘာရိတ်မျိုးစီဘောလုံးတွေကို9ခုကုန်ဖြစ်နေနိုင်တာလေခင်ဗျအဲ့တော့ဒီအနေထားမှာအုပ်စုဒုတိယပွဲစဉ်မှာဘင်္ဂလားဒေ့ရှ်နဲ့မြန်မာလာတွေ့တယ်ညနေ9နာရီခွဲမနေ့ပြန်မှာကစားမယ်ခင်ဗျမြန်မာလက်ပစ်စီမျိုးစီဘောလုံးတွေအတွက်ဘင်္ဂလားဒေ့ရှ်အမျိုးစီဘောလုံးတွေဟာချင်းချောင်မှုကြီးမားတဲ့ဘောလုံးတွေဖြစ်လာရတယ်ဘာကြောင့်လဲဆိုအုပ်စုအဖွဲ့ပွဲစဉ်တော့ကဘင်္ဂလားဒေ့ရှ်အမျိုးစီဘောလုံးတွေဟာ first line update အများစုကိုအရန်နေရာမှာထားပြီးတော့ဟိုကြံတဲ့အရန်ကစားသမားတွေကိုပွဲထွက်နေရာမှာထည့်ပြီးကစားသွားတယ်ပေါ့လေအဲ့တော့ အဓိကပွဲထွက်ကစားသမားတွေဟာပွဲပတ်မှုမရှိဘူးမြန်မာနဲ့ပွဲမှာလန်လန်ဆန်ဆန်နဲ့အင်အင်ပြေအပြေပွဲထွက်လာလို့ရှိနေခင်ဗျမြန်မာလူ့ရေးစင်မျိုးစိဘောလုံးအသင်းကလည်းဒါအဓိကကစားသမားတွေပထမပွဲမှာနည်းလေးရှိုးထားတယ်ဒုတိယပွဲမှာမှအဲ့အဓိကကစားသမားတွေကိုထုတ်သုံးနေမယ်ထင်တယ်ခင်ဗျအမှန်တရားပွဲမှာတော့ကျွန်တော်ထင်ပါတယ်မေထက်လူလူသားသမားတွေပွဲစားကြတဲ့ပွဲထွက်လာမျိုးတွေကျွန်တော်မြင်တွေ့ရနိုင်ပါတယ်အဲ့တော့မြန်မာလူ့ရေးစင်မျိုးစိဘောလုံးအသင်းအတွက်ဘာအားသာတယ်လဲဆိုရင်တော့ကိုယ်မြေကိုယ်ကွင်းကိုယ်ပိုင်တဲ့ရှင်ကကစားရတာအားသာတယ် ပြီးတော့ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းဟာဒင်းထက်မှာရှေ့ရကစားခဲ့တဲ့ဘိုင်းနဲ့ပွဲတွေတော့သူနိုင်ထားတာအဲ့မနိုင်ခံခဲ့လေးပွဲမှာတစ်ပွဲမှမနိုင်ဘူးအဲ UAE နဲ့နှစ်ပွဲကန်တယ်သုံးခုတခုနဲ့နှစ်ပွဲလုံးရှုံးတယ်ဂျော်ဒန်နဲ့နှစ်ခုစီကြရတယ်အင်ဒိုနီးရှားနဲ့ကုန်းရှိစီကြရတယ်တခုတွေ့ရမှာကအင်ဒိုနီးရှားလိုအာဆီယံကအသင်းအသင်းကိုတရီကစားထားတယ်အဲ့ချက်လေးကိုတော့သတိထားပြီးတော့မြန်မာကစားရလိမ့်မယ်အဲမနက်ဖြန်ပွဲကတရီဆွဲရလာမျိုးထွက်ပေါ်လာခဲ့ရင်ဗျာအုပ်စုနောက်ဆုံးပွဲမှာဘသူကဂိုးပို့သွင်းတယ်လဲဆိုတာရှေ့စစ်ပွဲအောင်မြင်အတွက်အဆုံးပြတ်ဖြစ်သွားတော့မှာ အဲ့တော့ညီမလေးပြည်သူမျိုးကြီးဘောလုံးသင်းနေတဲ့အနိုင်ကစားဖို့လိုပါတယ်။နိုင်လဲနိုင်လိမ့်မယ်လို့ယူဆမိရခင်ဗျ။အဓိကအမားများဝေးရယ်အလောတကြီးမလုံးမိဝေးရယ်ပေါ့လေ။အဲ့ဒါလေးပဲလိုအပ်ပါတယ်။ထိန်းသိမ်းကစားသွားတယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်ရဲ့တံပြန်တိုက်စစ်တွေကိုနိမန်လမ်းမှာထိချုံနိုင်တယ်ဆိုရင်နိုင်မှုနှိစက်ပါတယ်။အဲပထမပွဲမှာတော့ကညီမလေးပြည်သူမျိုးသမီးစင်ကဒါတက်ခမင်းနစ္စတန်ကိုရှေ့ကိုပြန်နိုင်ခဲ့မယ်။ပယ်နတီပေးခဲ့ရတာကိုတော့သတိပြုရပါလိမ့်မယ်။အဲ့လိုခံစစ်အမားရမျိုးအခုဘင်္ဂလားဒေ့ရှ်ရဲ့ပုံမှာမဖြစ်အောင်သတိပြုရပါလိမ့်မယ်ခင်ဗျ။ဘာပြောများလိုက်စင်ဘောလုံးသင်းအနေနဲ့ မနက်ဖြန်မှာတော့နိုင်ပွဲရပြီးတော့အာရှပလစီစပွဲအောင်မြင်ခွင့်ကိုအရောက်သွားနိုင်မယ်လို့ယုံကြည်ထားတဲ့အကြောင်းတင်ဆက်ပေးပါလိုက်ပါခင်ဗျာဒီရှုအပိပြည့်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ